ဟိုဘက်ကဟောင်စီတို့ဟောင်မနီရောနဲ့မင်းတို့စံချောင်းနာပဲဖတ်တယ်မြင်ကြလားမင်းတို့ရှုံးသွားပြီနော်တော်ဝဲရှင်ဝဲတွေမလုပ်ဖို့လဲမင်းနဲ့ဘာဆိုဘာမှကိုမပြောရနဲ့နော်ခတ်တာလဲမင်းကချက်ကြောနဲ့ရှက်ကြောနဲ့မှားပြီးမှဖြတ်မိရတူဆိုတော့မင်းကဟောက်ဆက်ရှိမဲ့ယုတ်လဲမဟုတ်မင်းအရှက်ရှိမဲ့ယုတ်လဲမဟုတ်ဘူးနော်ဟောင်စီမင်းကြည်လိုက်ရင်မင်းမှအမြဲတမ်းပူလောင်နေတာကြလားဘူးလဲမင်းတို့တော်လိုင်းကြီးကလုံးလုံးကြီးရှုံးသွားပြီရှုံးသွားပြီကြလားကြောက်တိုင်းခွင့်ပါ ဇေယောင်းပွဲတော်ကြီးမှာအဆိုတော်မြောင်များစွာနဲ့ဖျော်ဖြေပေးမှာဖြစ်ပါလိမ့်မယ်နော်နေရာတိုင်းနေရာတိုင်းမှာတော့အဆိုတော်တွေပြည့်ရှမ်းနေတာပါဗျာနော်နေပြည်တော်မှာဆိုလို့ရှိရင်လည်းအဆိုတော်တွေမြောင်များစွာပါဗျာနော်ဆိုတော့ဖိုးချေဖိုးချေဆိုလည်းမင်းတို့ဒီမှာပဲเนาะဖိုးချေဆိုလည်းဒီမှာအများကြီးပဲအများကြီးပဲမုံရွာတို့ဆိုမှလည်းကြိတ်ကြိတ်ကိုတိုးနေရပဲဟောင်းစီเนาะမင်းတို့ဘလို့ပဲဟောင်းဟောင်းဘလို့ပဲပြည်သူနဲ့တတ်မလို့တတ်မလို့နဲ့ပြည်သူဘလို့ပဲမင်းတို့တွေးခွဲတွေးခွဲမင်းတို့လုံးဝလုံးဝမကွဲတော့ဘူးမင်းတို့တွေရုံမှာမှတိသွားပြီ မင်းတို့တွေပြည်သူကိုအစိတ်ခံမှန်းလဲတိသွားပြီမင်းတို့တွေပြည်သူကိုဒုက္ခပေးမှန်းလဲပြည်သူတွေကတိသွားပြီမင်းတို့ပြည်သူတွေကိုဂျင်းထက်မှန်းလဲပြည်သူတွေကတိသွားပြီအဲ့တော့မင်းတို့ပြည်သူကိုဘလို့ပဲဂျင်းထက်ဂျင်းထက်ဂျင်းထက်လို့မရတော့ဘူးဆိုတော့နော်ဟောင်စီတိတိစေခြင်းနော်တို့တော်လည်းဘယ်သူမှစိတ်ဝင်စားတော့တာချင်းချင်းလေးပဲဘယ်ပြည်သူကခမရတို့လက်နက်ကင်မလို့ဘယ်ပြည်သူမှမပြောခဲ့ဘူးပြောတဲ့တစုတစ်ပွဲတော့ရှိလိမ့်မယ်အဲ့ဒါပါ NLD ပါတီထောက်ခံတဲ့အုပ်စုကတော့ပြောရင်ပြောလိမ့်မယ်အများကျန်တဲ့အတိုင်းမျိုးကိုတင်းရင်အေးချမ်းလိုတဲ့သူတိုင်းမျိုးပြုံပြိုးတိုးတက်လိုတဲ့သူတွေကတော့ခမရခမရတို့လက်နက်ကင်မလို့ဘယ်သူမှမပြောဘူးမပြောဘူးအဲ့တော့ကျွန်တော်တို့ရှင်းလင်းတင်ပြတင်ပြချင်တာက ခင်ဗျားတို့လက်နဲ့ကင်ကသေတတ်တယ်လက်နဲ့ကင်ကသေတတ်တယ်နော်ခင်ဗျားတို့ကြည့်လို့လက်နဲ့ကင်သေတတ်တယ်နောက်တစ်ခုအကြမ်းဖက်အားပေးရင်ခင်ဗျားတို့ထောင်ထဲရောက်မှာအင်းစိန်ကောင်အိုးဖို့ထောင်စားတဲ့ခင်ဗျားစားတဲ့ကျွန်တော်တို့ထောင်ထဲရောက်လိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်မိုးကုန်းမြို့ကို TNN ကစောက်ခွာပေးမယ်ဆိုတဲ့သတင်းထွက်လာတဲ့နောက်မှာအခုမိုးကုန်းအတွက်ကို TNN ရဲ့အုတ်ချုပ်ရေးပိုင်းကစတင်ထွက်ခွာပြီး PDF တွေအပါအဝင်ဒီတော်လန်ရေးမှာဝင်းရံတဲ့ပြည်သူတွေကမိုးကုတ်ကိုကာကွယ်ပြင်ပြီးဒီမိုးတော်လန်ရေးထက်ညံ့မဲ့သူတွေကတော့မိုးကုတ်ကနေရွှေ့ပြောင်းနေကြပြီအဲ့တော့ဒီနေရာမှာဘာ ဘာကွာလဲဆိုတော့ကျွန်တော်တို့ကဘာနဲ့တူလဲဆိုတော့အနာပြည်တဲ့နေတယ်လို့ပဲတချို့ဒေတာခံနေကြတော့နိုင်ငံရေးဆိုတာကိုတို့ဘာမှမသိတို့တိတာဒီတို့ဒေတာမှာတို့အေးအေးချမ်းချမ်းနေချင်တိုက်ပွဲဖြစ်လို့ရှိရင်အဲ့ဒီဒေတာမှာအေးချမ်းနေလို့မရဘူးစစ်ရှောင်ရတယ်အလုပ်တွေပြစ်တယ်ပြီးရင်ဇယိတ်တွေကုန်တယ်ဒုက္ခတွေရောက်တယ်အဲ့ဒီအတွက်ကြောင့်တိုက်ပွဲမဖြစ်ချင်ဘူးဒါကလူတိုင်းဖြစ်တဲ့ကိစ္စနော်ကျွန်တော်တို့ဒါပေမဲ့ကျွန်တော်တို့တိထားမှာကကျွန်တော်တို့နိုင်ငံမှာအဲ့ဒါလို့တိုက်ပွဲတွေကနှစ်ပေါင်း60ကျော်80ဖြစ်လာခဲ့ဘူးဗျာဒါပေမဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ အားလုံးပဲမင်္ဂလာပါအထူးသတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်အချင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြပြည်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးကိုထပ်မံပြီးတော့တောင်းဆိုခြင်းပါတယ်တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ဒီကာလမှာဖြစ်တာ အဲ့ဒါလို့တိုက်ပွဲတွေမပြစ်ဖို့အတွက်ဒေါ်ဆန်းစုကြည်ဟာအမျိုးသားရင်ကြားစီရင်ဆိုတဲ့မူကိုအစဲခံအစိုးခံတချို့တွေဆိုရင်တော့ပြောခံပြီးတော့ဒီမျိုးသားရင်ကြားစီရင်မူကိုကင်ဆယ်တာစစ်တပ်ကဖေဖေဒီတောင်ခဲ့တဲ့စစ်တပ်ကဂျမားနဲ့မောင်နှမတော်ဆာအလကားပြောတာမဟုတ်ဘူးဒီကောင်တွေဘလောက်ရုံမာနေတယ်ဆိုတာလေဒေါ်ဆန်းစုကြည်ကောင်းကောင်းသိတယ်ဒါပေမဲ့လက်နက်ကင်လမ်းစဉ်ရည်အတွင်ကူပြောင်းရေးကိုတွန်းလို့မရဘူးလက်နက်ကင်လမ်းစဉ်ရည်တွန်းရင်တိုင်းပြည်ကြီးအဖိတ်အဆင်ရှိတယ်အခမ်းမသိရင်တိုင်းပြည်တော်ပြတ်တယ်ဒါကြောင့်မလို့လက်နက်ကင်လမ်းစဉ်ကိုဒေါ်ဆန်းစုကြည်ကမယွေးခဲ့ပဲနဲ့ ဒီအကျမ်းမဖက်နီလန်းနဲ့အာနာဖီဆန်ရေးကိုကူစားပေးပြီးတော့ပဒရင်ကြားစီရေးဆိုတဲ့မူကိုအချိန်လုံးစွန့်ကန်ခဲ့တာအဲ့ဒီတိုင်းပြည်အဲ့လိုဖြစ်မှာစို့လို့ဒါပေမဲ့မရခဲ့ဘူးတိုင်းပြည်ကိုဘလုံးမလုံးလို့မရတဲ့အဆုံးမှာကျွန်တော်တို့ကဒီလန်းတွေကိုရောက်လာပြီအဲ့တော့ဒီအနာကြီးကပြည်သေးနေပြီဒီနာပြည်သေးတာကိုဖောက်ကမယ်ခွဲရမယ်ဒီပြည်တွေကုံအောင်ကလော်ထုတ်ကမယ်အဲ့လိုလှုပ်ရင်ဘာဖြစ်လဲမနာဘူးလားနာတာပေါ့ဟုတ်တယ်နော်အနာကြီးတဲ့နေဒါယူဒါနဲ့လိနာတာပေါ့ အဖေကဝန်းတက်ပြီးတော့အရက်ပြန်နဲ့ထောက်မယ်ထိုးမယ်ကြိတ်မယ်မနာဘူးလားနာတာပေါ့ဒါပေမဲ့အဲ့ဒီအနာခံအရာကိုနာတယ်လာမခွဲနဲ့လာမချိတ်နဲ့ငါတို့ဒုက္ခရောက်တယ်ဆိုပြီးတော့မခွဲပဲထားရင်အဲ့ဒီလက်ပါဖြတ်တင်ဖြတ်ကလေးမယ်ဒီအနာကြောင့်အဲ့တော့တဘောပဲဒီနေ့နိုင်ငံရေးဆိုတာတိုက်ပွဲမဖြစ်တဲ့ဒေသတွေမှာအေးချမ်းနေတာမဟုတ်ဘူးစစ်တပ်ကဘာလုပ်လို့ငြိမ်းချမ်းနေရတာအဲ့ဒီအဲ့ဒါဒီငြိမ်းချမ်းခြင်းအစ်စ်မှန်ရတာမဟုတ်ဘူးနော်အခုတောင်ကြီးတောင်တိုင်းစစ်တပ်ဝါရမ်းပြတ်ကောင်းနေကောင်းကောင်းဝါရမ်းပြတ်နေအာဓမ္မကြည့်တဲ့ အဲ့ဒါလက်နဲ့မကင်တဲ့ကောင်တွေရှိတဲ့ဒေတာအင်းထန်နေရောပါလေကျွန်တော်ပြောမယ်အဲ့ဒီတောင်ကြီးတစောင်းတိုင်းကိုတော်လှန်ရေးအင်အားစုတွေဒေတာမှလုပ်ရင်စစ်တပ်ကအဲ့တိုင်းကြည့်နေမှာအဲ့ဒါဖြေပဲအဲ့တော့ဒီနိုင်ငံမှာပြည်သူတွေကိုတတ်ဖြတ်ဘုံကျဲနေတာဒီဘဒုအဲ့ဒါဖြေပဲရှင်းနေတယ်အခုစစ်တပ်လုပ်တဲ့ပွဲမှာအင်းထန်ကလုံလို့ရတယ်ဆိုတော့ဘဒုကမပြစ်လို့ဓမ္မပြည်သူတွေရှိတယ်ပြစ်လို့မရဘူးတွားမပြစ်နဲ့ပြစ်ခွင့်မပေးထားဘူး ်ဒိုင်းနာအီယာဝက်စီရောအန်ယူဂျီအောက်မှာရှိတဲ့တိုင်းရင်းတပ်ဖွဲ့တွေရောလော်ကယ်တွေရောအကုန်လုံးဟာဒီထိခိုက်တဲ့အရာကိုမလုပ်တဲ့အတွက်စစ်တပ်အုပ်ချုပ်တဲ့မြို့တွေမှာအေးချမ်းနေတာအဲ့ဒါထူးဆန်းတဲ့အလုပ်မဟုတ်ဘူးဘာဖြစ်လို့လဲတော်လန်အင်အားစုကလူစိတ်ရှိလို့မဖြစ်လို့ဒါပေမဲ့အဲ့ဒီတော်လန်အင်အားစုရှိတဲ့ဒေသမှာအဲ့လိုပွဲမျိုးလုပ်ကြည့်စစ်တပ်ကကြည်နေမလားဘုံမိုးရွာချာအဲ့တော့တိုင်းပြည်ကိုပြည်သူကိုမငဲ့မညာပဲလုပ်နေတာဒီတော်လန်အင်အားစုလားစစ်တပ်လားရှင်းနေတယ်အဖေကရှင်းရှင်းလေးလိုင်းပေါ်မှာငင်းခုံနေကြရင်လေကုံတာပဲအဖက်တင်တယ် ဘဂတိရှိတရားကိုတစ်ခုစီတစ်ခုစီချပြလိုက်ရင်အပြည့်ရရှိရှင်းလေးပဲအဲ့တော့အဲ့တော့ခွန်းင်းကစကားဆက်ပြောမှာသူတို့ဒေတာကန်နေခွန်းင်းကပြောသလိုနိုင်ငံရေးဆိုတာဘာမှမသိဘူးသူတို့တိရတယ်သူတို့ဒေတာမအေးချက်ချက်နေရှင်းတယ်လူတိုင်းကနေရှင်းတာပေါ့ဒါပေမဲ့ဒီယောဂါကြီးကိုမကုပဲတတလုံးအေးချမ်းလို့မရဘူးအခက်မတင်ရင်လက်ပါပြက်ကမှာနော်အခုငါတို့ဒေတာငါတို့အေးချမ်းနေရှင်းလောက်ကင်စားတော့ဒီစစ်တပ်ကြောက်မှရင်မနဲ့လာဖမ်း ညဘက်တာဖက်မနဲ့လောင်းပို့ရင်လည်းခံခံမှာဘယ်ချိန်လဖက်ကနေပြီးဘယ်ချိန်ကိုယ့်ရေတကားလာခေါမလဲမသိဘူးဘယ်ချိန်စစ်မှုထမ်းခြင်းလာတောင်းလဲမသိဘူးဘယ်ချိန်ပေါ်တာလာဆုံးမမတိတဲ့အရာကြီးကိုဒီအာနာရှင်စနစ်အမြင့်ပြက်ပြီးတော့ငင်းကြမ်းခြင်းအစ်စ်မှန်ကိုရမှာငါတို့တိုင်းပြည်တိုးတက်မယ်ဆိုတော့အတိတိဖို့လို့နော်အဲ့တော့တိုက်ပွဲဖြစ်မယ်စစ်ဆောင်ရမယ်ဒုက္ခတွေရောက်မယ်အစခံမတိအိမ်မှာပြောင်းမယ်မီးတော့လည်းကြံကြံပြီးခဲ့မယ်ဒါကဘဒူးမှတတ်တတ်လို့မရဘူးဘဒူးမှလည်းမဖြစ်ရှင်ဘူးဒါတွေအားလုံးကဘလို့လုပ်နေလားဒီစစ်တပ်လုပ်နေလားဟမ်မြမကြီးမှာစစ်တပ်စစ်တောင်းထိုးလို့မပြေးရတဲ့မြို့တွေရွာတွေရှိလားအဲ့ဒါဖြစ်ပဲ PDF တွေတိုင်းနာလက်နက်ကင်စစ်ကြောင်းထိုးလို့ဖွက်ပြေးရပါလေဆိုတော့မြို့တွေပါလေရှိတယ်အဲ့ဒါအဖြစ်ပဲအခုလက်ရှိမိုးကောက်မှာဒီတော်လန်ရုပ်စိတ်ဝင်စားတဲ့ပြည်သူတွေနဲ့ဒီ PDF တွေနဲ့ပူးပေါင်းပြီးတော့မြို့ကိုခုခံမှုလုပ်နေအဲ့တော့ PDF တွေမြို့မတဲဘူးဆိုတော့ဘာကြောင့်လဲမြို့တွေမြို့တစ်မြို့ကောက်သိမ်းလိုက်ခဏလေးသိမ်းလို့ရတယ်လက်ရှိ PDF ရှိတိုင်း PDF တိတိနော်အီးရတော့မပါဘူးဒါပေမဲ့အဲ့ဒီမြို့ကိုတွားသိမ်းရင်ဒီစစ်တပ်ကသူတို့ PDF ကိုမနိုင်တာနဲ့ဘာလုပ်မလဲမြို့မှာရှိတဲ့ပြည်သူအိမ်တွေထိခိုက်အောင်ဘုံကျဲချအိမ်တွေကိုဖျက်ဆီးမယ်ပြည်သူတွေထိအောင်ပြင်မယ်လူသားတိုင်းလုပ်မယ် ဒါကြောင့်မလို့ PDF တွေကမြို့မတိန်တာအခုမိုးကုတ်မြို့မိုးကုတ်မြို့ကတိန်ပြီးသားမြို့ဖြစ်တယ်သူတို့လက်ထဲကိုအပါမခံနိုင်ဘူးအဲ့ဒီအတွက်ဒီ PDF တွေကတင်ရန်တွေဆုတ်သွားတဲ့အချိန်မှာကာကွယ်ကျွန်တော်ကတော့ကြားဘာဖြစ်လို့လဲမိုးကုတ်မြို့ကိုတင်ရန်တွေဆုတ်ပေးလိုက်တဲ့အတွက်တင်ရန်တွေကောင်းတယ်အောက်ကလွတ်သွားတာနဲ့တင်ရုပ်ကဖီအားလိုရမယ် PDF တွေကာကွယ်တာဖြစ်တဲ့အတွက် data ခံနေစုပေါင်းကာကွယ်တာနဲ့အတူတူပဲဒါပေမဲ့စစ်ဘေးစစ်တမ်းကိုတော့ဒီ data ခံကောင်းကောင်းထိလိမ့်မယ်အဲ့တော့စစ်စစ်တမ်းထိတာဒီမိုးကုတ်တာအခြားနေရာတွေလည်းထိတာပဲအေးအော်ဒီခိုင်းတိုက်ပွဲမဖြစ်ဘူးဆိုပေမဲ့ ပေါ်တာလာဆွဲတယ်အဲမနဲ့ဖမ်းဝညညဖမ်းဝမနဲ့လောင်းလာပို့တယ်အဲညဘက်လမ်းတွေ့နေတဲ့ဖမ်းတယ်စစ်မှုထမ်းဥပဒေဆိုပြဿနာတောင်းတယ်ဘာတိုင်ဝမ်းမဖြစ်တာတခုပဲရှိတယ်အေဂျင့်ဆိုတာဘာနေထိုင်လို့ရအေဂျင့်ဆိုတာဘာတွေလုပ်နေစတာလို့ရကုန်စင်းတုံးနေတော့တိုင်ဝမ်းမဖြစ်တဲ့ဒေတာမို့လို့ကုန်စင်းတုံးနေရမတက်ပဲနေလားတနိုင်ညာလုံးဒုက္ခအတူတူပဲခံနေရတာလေအဲ့တော့ဒီအနာကြီးပြည်သေးနေတာကိုခွဲရမှာဖောက်ကမှာချုပ်ကမှာကြောက်နေမယ်ဆိုရင်တော့အဲ့ဒီအနာကတတလုံး ုက္ခပေးပါလိမ့်မယ်နော်အခုဒီမှာမိုးကုတ်မြို့ကတင်းလေးဝင်တယ်ဖတ်ပြပါမိုးကုတ်မြို့ကိုကာကွယ်ဖို့အတွက်အညာမတော်နိုင်အင်အားစုတွေအနေနဲ့လာရောက်ပူးပေါင်းမှုတွေရှိတယ်လို့ဒေသခံပြည်သူတွေကလည်းမြို့ကကိုအတွက်တတ်နိုင်တဲ့လောက်ဝိုင်းကူပြင်ဆင်လုပ်ကင်နေကြတယ်လို့မိုးကုတ်မြို့လူပူးထံမှာသိရပါတယ်ပြီးခဲ့တဲ့အော်တိုဝါနာ29ရက်နေ့ကတရုတ်နိုင်ငံရဲ့ဂျောင်းလင်စစ်တပ်မှုနဲ့တအောင်တပ် TNL ဟာ၎င်းတပ်တွေကိုရှိရမိုးကုတ်နဲ့မိုးမိတ်တို့မှပြန်လည်ဆုတ်ပါမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ် TNL ရဲ့ထုတ်ပြန်ချက်ဖော်ပေါ်လာပြီးရှင်းမနှောင်းပါနဲ့ မိုးကုတ်ရှိမန္တလေး PD ရဲ့မိုးကုတ် view ဟာ TRI view ဟာအညာ view ဟာတာမကအခြားမျိုးတော်နိုင်အင်အားစုတွေကမိုးကုတ်နဲ့မိုးမိတ်တို့ကိုဆက်လက်အားကိုရထားမယ်လို့ထုတ်ပြန်ကြေညာခဲ့ကြတဲ့အဖြစ်ပူပေါင်းပါဝင်လို့တဲ့တော်နိုင်တပ်ဖွဲ့တွေကိုလည်းဖိတ်ခေါ်ခဲ့ကြပါတယ်။ဆိုမှာဖိတ်ခေါ်မှုတွေအပြီးယခုခါမှာတော့မိုးမျိုးရှိတော်နိုင်အင်အားစုတွေနဲ့ပူပေါင်းမှုအညာမှတော်နိုင်တပ်ဖွဲ့ချုပ်မိုးကုတ်မျိုးပေါ်လို့ရောက်ရှိလာနေပြီဖြစ်လို့သိရပါတယ်။ဒါ့အပြင်ဒေသခံပြည်သူချုပ်ကလည်းမိုးကုတ်မျိုးကာကွယ်ရေးအတွက်တော်နိုင်အင်အားစုတွေနဲ့ပူပေါင်းပြီးသူတို့တက်နိုင်တဲ့ဘက်ကနေဝိုင်းအုပ်ကူညီတွေမှုတွေလှုပ်ဆောင်နေကြတယ်လို့သိရပါတယ်။လောလောဆယ်တော့အဖွဲ့တွေရောက်လာကြတယ်စောင်းတွေအလူခံထားကြတယ်ဗျ။ ရက်ွက်တိုင်းအပူပိုင်းကလာကြတာတွေရှိတော့ဒီရက်မှမိုးကလည်းဇက်တိုက်တွေရာဒီကုလူအေးတော့ဗျာပြည်သူတွေကလည်းရက်ွက်တိုင်းကြီးဖို့အမှုထက်ကြတာတွေလုပ်တယ်တနေ့လုံးမှတနေ့စားရတဲ့ပြည်သူတွေတော့မရရအောင်တုံးတောင်းငါးတောင်းထည့်ပေးကြတာရှိတဲ့အားနဲ့အဖွဲ့တွေကမြို့ကန်တွေကဝိုင်းဝန်းဝိုင်းဝန်းရံပေးကြတယ်ကြတယ်ဗျာမိုးကုတ်ဒေသနဲ့သူ BBM ကိုပြောပါတယ်တိုက်ပွဲအခြေအနေနဲ့စီရင်ရှုပ်ခွေးမှုအခြေအနေတွေကြောင့်ပြည်သူတို့ကလည်းမိုးကုတ်မြို့မှာစီရင်ရှောင်းစတဲ့ပြုလုပ်နေတာတွေရှိတယ်လို့ကားကအနေနဲ့တခုကိုခွနသိန်းနဲ့ဈေးပေါင်နေတယ်လို့တိရပါတယ်။အချို့ကြတော့လည်းမြို့ထဲပြည်သူရှိနေရင်အဖွဲ့တွေတက်ရခတ်မှဆိုးတယ်ဆိုပြီးရှောင်မှုပြင်လာတယ် အမျိုးမျိုးရှိကြတယ်မြို့တွင်းမှာလည်းစိုးရိမ်ကြီးရှောင်ကြတာတော့ရှိတယ်ပြတချို့ကရှောင်ကြည့်ပေမဲ့ကားကတယောက်9သိန်းဆိုတော့မတက်နိုင်ကြတော့စိုင်းလေတွေနဲ့ရှောင်ကြတယ်လို့ဆိုပါတယ်ကောင်ကပြောတာဒါပြင်မိုးကုန်းမြို့တွင်းမှာလည်းတင်ရတယ်ရဲ့အုတ်ထုတ်ရေးပိုင်းမှာအငယ်တန်းဝင်တန်းတို့စသည်ရွှေပြောင်းနေကြပြီအကြီးရုံးမိုင်းဆိုင်ရာပစ္စည်းတွေကိုလည်းတယ်ယူရွှေပြောင်းတာတွေလုပ်နေတယ်လို့သိရပါတယ်အရင်တိတိတရတာတော့မဖြစ်နေဘူးကြတရားနာရင်ဖွဲ့ကတော့အရေးကြီးပစ္စည်းရုံးပိုင်းပစ္စည်းတွေတော့ဖြည်းဖြည်းချင်းတည်ထုတ်နေတာတွေ့ကြရကြဝန်ထမ်းတွေအငယ်ပိုင်းတွေရွှေ့လွှားကြပြီးကြရုံးကြီးပိုင်းတွေကပဲကျန်တော့တယ်ဗျ ဆရာဆရာမတို့အကြံနဲ့တူပြီးအလုပ်ကိစ္စလေးတွေလက်ဆက်တက်ခိုင်းရင်ပစ္စည်းတွေတော့ရွှေထားကြပြီကြာလို့သူကဆက်လက်ပြောပါလေတန်တန်နေနေနဲ့မိုးပေါက်နဲ့မိုးမိတ်တို့မှဘယ်နည်းနောက်ဆုံးထားပြီးတန်လဲဆုတ်ပါမယ်ဆိုတာမျိုးတရားဝင်ထုတ်ပြန်ပြောထားခြင်းမရှိပေမဲ့မြေပြင်တော်လိုင်းအင်အားစုတွေကတော့လာမဲ့နိုဝင်ဘာလမကောင်းခင်အပြီးဆုတ်ပါသွားနိုင်ရရှိတယ်လို့လည်းပြောဆိုမှုရှိနေပါတယ်ကဲဒါကတော့မိုးပေါက်မျိုးရဲ့အခြေအနေအဲ့ဒီမှာကားကတွေတရားဈေးကြီးနေတဲ့အတွက်တချို့ဒီစစ်ဘေးရှောင်ကျင်တဲ့ပြည်သူတွေကကားကတွေမတက်နိုင်ဘူးဒုက္ခရောက်တဲ့သူတွေရှိတယ်အဲ့တော့အများပြည်သူဖြစ်တဲ့အတွက်မိုးကုတ်မြို့မှာလူကြီးဘယ်လောက်ရှိလဲအဲ့ဒီလူကြီးအားလုံးကတော့ဒီ ော်လှန်ရေးကိုထောက်ခံတာဖြစ်စီမှာဖြစ်တယ်ဒီထဲမှာစစ်တပ်ကိုထောက်ခံတဲ့လူတွေရှိမှာပဲဒါပေမဲ့ဘ ᱹ ဒုကိုပဲထောက်ခံထောက်ခံလက်ကြည့်ချိန်ဒီမိုးကုတ်ကိုစိုးမိုးထားတာတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့အတွက်တော်လှန်ရေးအင်အားစုတွေနဲ့ထပ်တူရှိနိုင်တဲ့ပြည်သူတွေဝိုင်းလုပ်ပေးလိုက်တယ်နော်စစ်တပ်ကိုထောက်ခံခြင်းနဲ့ဒုတိယကိုနေ့ကပြောလို့စစ်ပင်းစစ်တန်တင့်မဲ့မိန်းကလေးတွေအတက်ဟိုဒါတွေရောက်ရှောင်မှာပဲဒီနေရာမှာတခုပြောချင်တယ်နော်ကားသမားတွေအနေနဲ့ကျွန်တော်နိုင်ငံမှာလေအချင်းတစ်ခုရှိတယ်မောင်းတိုင်းတိုက်တဲ့ဟင်းဆိုရင်အာအဲ့ဒီဆိုင်ရွာမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးဈေးနှစ်ဆတုံးဆတက်ကုန်မလုပ်ပါနဲ့ဒီလိုအချင်းမျိုးဘာလုပ်ဖို့လဲ နော်ဟိုတခါရခိုင်မှာအဲလေရင်ကြီးတော့လားမသိဘူးဘုကျောင်းထုံးပြနိုင်ကိုတိုင်ပြောတဲ့အချိန်ရောက်စိုင်းနေသေးတယ်လို့ဒါကလေအဲ့ဒီရိုးရာကတနိုင်ငံလုံးအဲအဲ့ဒါကျတော့လူမျိုးမခွဲတော့ဘူးသူကဘယ်လူမျိုးဖြစ်ဖြစ်အဲ့ဒီရိုးရာတက်ကြဘယ်ဒေတာဖြစ်ဖြစ်တကုတ်ကုတ်ပြဿနာတက်ပြီးသေးဆိုကောက်ပြီးသေးတယ်လည်းကိုစိုင်းနေရဟမ်ကားကလေစဉ်းသက်ပလိုက်ကောစီရင်စဉ်းသက်အကောင်လုံးတက်တော့တယောက်တက်တော့အချမ်းလူတွေမတက်လို့မရတော့အဲ့တော့ဘာဖြစ်လို့ဒီအချင်းဟာလုံးဝမဖြစ်တဲ့အချက်ပါဒါဟာတိုင်းတွေကိုချစ်တဲ့စိတ်တည်သူကိုချစ်တဲ့စိတ်မဟုတ်မဟုတ်တာလေအခုကားကားတွေချစ်နိုင်မယ်ဆိုရင်စီဘောအလူဝိုင်းထည့်ပြီးတော့ဆွဲပေးရမှာတတိယရောဒီအမျိုးသမီးတွေ လုံးကြုံတဲ့နေရာကိုရွှေ့ပြောင်းပေးရမယ်ဒါတွေအားလုံးကိုကျွန်တော်တို့ဟုတ်တယ်မလားကားရှိတဲ့လူကကားဆိုင်မယ်စီတက်နိုင်တဲ့လူကစီဆိုင်မယ်လာအကောင်လုံးကိုမြို့ကန်တွေကိုလာဘာဖြစ်လို့လဲစစ်တပ်ကလာလို့ရှိရင်ဒီမှာပြည်သူရှိတယ်လို့ရှောင်မှာမဟုတ်ဘူးတော်လှန်ရေးဘက်ကပဲရှောင်မှာမယုံရင်တော်လှန်ရေးဘက်ကလေစစ်တပ်နဲ့ပြည်သူဝမ်းမိထားကြည့်အဲ့ဒီစစ်တပ်ကိုလုံမလားလို့အဲ့ဒါရှင်းရှင်းလေးဒါပေမဲ့ဒီစစ်တပ်ဘက်ကကောင်တွေကပြည်သူကိုတမင်တက်တယ်တက်ဖြတ်ပြဘာဖြစ်လို့တက်ပြအဲစစ်တပ်ကိုသွားမလုပ်နဲ့စစ်တပ်ကိုလုံမှာတွေ့တယ်မထီရောဆိုအဲ့ဒီအကြောက်တရားကိုရိုက်ရိုက်တွင်းတာမင်းတို့စစ်ဒီနိုင်ငံရုံးလာတိမင်းတို့အိမ်ကိုကုန်သွားမယ်မင်းတို့ဘဝကိုပြတ်သွားမယ် ဒီလိုမျိုးအကြောက်တရားနဲ့ရိုက်သွင်းပြီးတော့လူပါွားလာအဲ့တော့ကျွန်တော်တို့ကအရှင်းမှကျွန်တော်ပြောခဲ့သလိုပဲတို့ရဲ့အနာကမှဲ့နေပြီတီးတဲနေပြီနော်လက်နက်ကင်လမ်းစဉ်ကိုတို့ရှောင်းနှမ်းနေပြီးွားပြီရှောင်းနှမ်းလို့ပဲအောင်မြင်တဲ့အနေအထားကြီးရောက်လာပြီဘာဖြစ်ငားနှစ်ထိဒီစစ်တပ်ကအာဏာသိမ်းလို့မရတာအဲ့ဒါတော်လိုင်းမှာအောင်မြင်လို့ပဲရှင်းရှင်းလေးအစကိုပြန်ကြည့်2021မှာလက်တုံးချောင်းပဲရှိတဲ့ပြည်သူအဲ့ဒီပြည်သူကိုအာဏာသိမ်းတာကဘာတူလဲစစ်တပ်စစ်တပ်မှာပါရှိတယ်ခင်မီလေးရင် အမြောက် drone ခင်မိဆက်ရန်လေးအကုန်စစ်တီအင်အား9သိန်းအရန်အင်အား2သိန်းကျော်အခုစစ်မှုထမ်းအပတ်စဉ်20ဖြစ်ပြီလက်နောက်အင်အားတွေလားဘတ်ဂျက်ပိုင်းကိုကြည့်မလားဟမ်ရန်တဘာဝတက်ဝဲတစ်ခုတင်အမေရိကန်ဒေါ်လာတန်းကိုရာနဲ့ချီဝင်တာကျွန်တော်မျက်ပြောလို့ကောင်းကင်မှာဖြစ်ပြန်တဲ့လေးပြန်ကားပဲတွေ့ကြည့်အောင်ဒါတွေအားလုံးကငွေချင်းအပြည့်လက်နဲ့အပြည့်အင်အားအပြည့်အဲ့ဒါလိုအပြည့်အပြည့်ရှိတဲ့စနစ်တကျဖွဲ့စည်းထားတဲ့အပြည့်နောက်ဒေါ်လာရင်းမကအင်အားစုတွေဆိုတာကစနစ်တကျဖွဲ့စည်းထားတာပုံတမ်းပြည်သူတွေဒါ PDF ဆိုတာပြည်သူတွေလေး ဟုတ်ကဲ့ဒီပြည်ရဲ့မန္တမကတစ်ချိန်ကအရက်သက်ရွာတဲ့သူ့လိုကိုယ်လိုနေတဲ့တီတူတွေပဲမတရားမှုကိုမခံနိုင်လို့အတက်ဆုံးပြီးထားချလို့ PDF ဆိုတာလက်နက်ကန်ပြီးတတ်လိုက်လို့ PDF ဖြစ်လာတာအားလုံးကတီတူပဲအဲ့တော့စနစ်တကျစုပွဲလက်ကျင့်တင်ကြားပေးထားတဲ့ဒီလိုမျိုး IC ကျူးကြီးတစ်ခုကဘာမှလက်နက်မရှိစနစ်တကျစုပွဲမှုမရှိဘာမှမရှိတဲ့တီတူစီကနေအာနာလုတာအာနာသိမ့်တာတနက်အားကိုနဲ့ငါတို့ကလက်နက်ရှိတဲ့တေချင်းတော့ပေးတော့ဒီထွက်ခွက်ကွာဆိုပြီးတော့ရိုက်ပုတ်တက်ဖြတ်ပြပြီးတော့ဘောက်တာအာနာသိမ့်တာဒါပေမဲ့အခု၅နှစ်ပြည့်ပြီမင်းအောင်နဲ့အာနာရပြီလား အဲ့ဒါဒီဘာကြောင့်လဲတော်လှန်အင်အားဘက်ကအောင်မြင်နေမှုပဲအဲ့တော့ကျွန်တော်တို့ကကိုလျှောက်ခဲ့တဲ့လမ်းကိုစောင်းကန်းတိုင်းလျှောက်ဖို့လိုတယ်။နက်နက်လေးနာတာနဲ့ဟမ်မနာကျင်တော့ဒီအနိုင်မနှိပ်ပါနဲ့တော့မခွဲပါနဲ့တော့ဒီပြီမထုတ်ပါနဲ့တော့ဆိုရင်အဲ့ဒီယောဂါပျောက်မှာမပျောက်ဘူးတက်တက်လုံးကြံမှာပဲအခမ်းမသိရင်ဘဝတော်ပြစ်မှာဒါကိုအလုံးတိဖို့လိုအပ်တယ်။အဲ့တော့ဒီဝါရမိုင်းဖြတ်နေတဲ့အရာတွေအောက်မှာမကြည့်ပါနဲ့မြေပြင်ပကတိလက်ရှိအချိရှိတရားကိုကြည့်ပါ။နော်ဒါကြောင့်မလို့မိုးကုတ်မြုပ်ကန်တွေအလုံးကိုကျွန်တော်တို့ပြောနေတာကခင်ဗျားတို့ဒီဒုက္ခရောက် ဒုက္ခရောက်မယ်စစ်ဘေးတန်ဆိုတာဒုက္ခမရောက်တဲ့ဒေတာမရှိဘူးတိုက်ပွဲဓာတ်ထဲမှာရောက်တဲ့ဘဒုမှဒုက္ခမရောက်ဆိုတာမရှိဘူးဘဒုမှလည်းဒီတိုက်ပွဲကိုမနှွှဲချင်ကြဘူးဒါပေမဲ့ဖြစ်လာတဲ့အပေါ်မှာဘာမှမတတ်နိုင်ဘူးဒါတိုင်းပြည်မှာဖြစ်တဲ့အကြောင်းနဲ့ဒီလိုဖြစ်အောင်လို့ဒီစစ်ဘုတ်ချုပ်တွေလူဝါခဲ့တာခက်ဆက်ဆက်ပဲအဲ့တော့ဒီတပွဲကြီးကျွန်တော်တို့အနာခံပြီးတော့နောက်ဆုံးအချိန်ဒီအာနာရှင်ကိုအမြစ်ကဖြတ်နိုင်မယ်ဆိုရင်ကျွန်တော်တို့မွေးပြည့်တဲ့တားတွေတမီးတွေနော်ရခိုင်လူမျိုးအများစုပြောတာရှိပါတယ်ရခိုင်ပြည်နယ်မြေမြေကြီးနဲ့ကြံပါစေ အရှင်အမြင့်ပြအောင်ရခိုင်ကံကြမ္မာရခိုင်နိုင်အောင်လို့တိုက်ဆိုတာရခိုင်ပြည်သူအများစုကအဲ့တိုင်းပြောလာတာသူတို့အိမ်တွေပြိုသွားပြီမတို့ထုံးပြနေအောင်အဲ့ဒီတိုင်းပြောလာတာအဲ့ဒါမလို့အရှင်ကဥဆောင်တဲ့ခေါင်းဆောင်နောက်မှာအနောက်ကပြည်သူကထက်ချက်မကွာရှိတဲ့အတွက်ရခိုင်တက်တော်အေးရဲ့စစ်ရေးလှုပ်ရှားမှုကထင်တာတဲ့အရှင်ကိုအများကြီးအောင်မြင်မှုရအခုမိုးကောက်ဆိုတဲ့သူတို့ပဲမိုးကောက်ပြည်သူတွေအနေနဲ့တတိယလေအမျိုးသမီးလေးခလေးငယ်လေးရှောင်းလိုက်မယ်တန်ချမ်းမာတန်ဆွမ်းရှာပွေစားတော့နိုင်တဲ့ပြည်သူတွေအနေနဲ့ဒီတော်နိုင်အင်အားစုတွေနဲ့ပူးပေါင်းပြီးတော့ခင်ဗျားပြောရန်သူရဲ့အချင်းတွေထောက်လှမ်းပေးမယ် ဒီရတုဘလို့ဘလို့ဝင်ထွက်တဲ့စတဲ့ဖြစ်တော်နံရေကိုဝိုင်းပူပေါင်းကြမယ်ဆိုရင်မိုးကုတ်မြို့ဟာအာနာရှင်လောက်တဲ့ကိုထတ်ကြတယ်အကြောင်းမရှိတော့ဒါကြောင့်မို့လို့အတင်းထားပါမိုးကုတ်မှာမဟုတ်တဏ္ဍာန်ကလုံးမှာရှိတဲ့ပြည်သူနေနဲ့ကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းကိုကျွန်တော်တို့စုံကန်းတိုင်အောင်ရှောက်နိုင်မှာကျွန်တော်တို့ဟာမှန်ကန်တဲ့လူတွေဖြစ်မှာအဲ့လိုမဟုတ်ဘဲနဲ့လူများတို့ရေကိုလည်းတို့ရေတို့ရေပုံမုံတိုင်းတော့ထွက်ပြေးတော့မပါဘူးငါတော်နိုင်ရမင်းတို့တော်နိုင်ရလက်ခါပဲအဲ့အောက်ကန်းစားအဘယ်ရမလားဘတော်မအဲ့ဒီဘဝမဖြစ်စေနဲ့မလောက်နဲ့ဆိုအစရမလုံးနဲ့ကျွန်တော်လည်းရှင်းနေအခုကျွန်တော်တော်နိုင်ရေကိုပေါင်းနေတယ် ကျွန်တော်တော်လိုင်းရေးပါဖို့ဆက်လာခေါ်တာ၃ခေါက်၄ခေါက်မြောက်မှာကျွန်တော်တော်လိုင်းရုပ်ပါခဲ့မင်းကြီးနော်ကွန်ခတ်ကိုလည်းလာခေါ်လာကျွန်တော် Union Brother ဖွဲ့ဖို့ဆိုအဲ့ချိန်မှာဘောမတို့ပြောဒီပေါ့မင်းတို့ပြောတဲ့ quit ကိုဆိုင်ဆိုအေး quit ကိုဆိုင်မှာငါလောဘနဲ့ငါလုံနေတာလုံနေတာတနေ့တနေ့ရောင်းအောင်ရောင်းကောင်းတော့ဩပတ်စံဟမ်ဒါလိုလုံမျိုးထိုင်းနေကြမှာရောက်ဖို့ဆိုတော့ဘလို့မလွယ်ဘူးလေဟမ်ကိုပိုင်လုံဆိုပထမတစ်ခါလာခေါ်တယ်ညင်းတယ်ဒုတိယတစ်ခါလာခေါ်တယ်ညင်းတယ်တတိယတစ်ခါလာခေါ်တယ်ညင်းတော့သူတို့အောင်စိတ်ဆိုးလေးတယ်ဒါပေမဲ့ဩဒီအဖွဲ့မှာနော်ကိုပါမပိုအင်အားဖြစ်မယ်ဆိုတော့အတင်းခေါ်တော့ပါလာခဲ့ ါပေမဲ့ကိုလျှောက်ခဲ့တဲ့လမ်းပါလာဘူးပါပြီအခုကိုစီတော်နိုင်ဘဲကြာပြီးစိတ်ပြကျွန်တော်ငားလာဆိုပြီးလာတာအကောင်းဆုံးကတော်နိုင်ရေကိုလေကျွန်တော်ငားလာတော့လောက်ကမှမထင်ဘူးဒီ၃လလောက်တွားလို့ရပွဲပြတ်တယ်ငါစီးပွားဆိုတာငါတက်တက်လုံးပြန်ရှာလို့ရတယ်တော်နိုင်မှငါမှန်မှန်ကန်ကန်လောက်ခဲ့လို့ရှင်ရင်ငါရဲ့တမိုင်းကလှမှာပဲတူများကိုင်းရဆိုင်တနေ့ကိုတထောင်ဖို့ရောင်းရတော့ငါတော်နိုင်မှမှန်မှန်ကန်ကန်လောက်ခဲ့ပြီကိုင်းရဆိုင်ဖွင့်တော့ငါကိုင်းရဆိုင်တနေ့နှစ်ထောင်ဖို့ရောင်းရမယ်အဲ့ဒီခံယူချက်နဲ့ကျွန်တော်လုပ်ခဲ့တာ နော်ကိုလျှောက်ခဲ့တဲ့လမ်းနောင်နှရလာမရဘူးလာဖမ်းကိုစီဖမ်းလို့ဆိုတော့နောင်နှရမှာမဟုတ်ကိုစီသွေလို့ဆိုတော့နောင်နှရမှာမဟုတ်စိတ်ချအဲ့ဒါတခါလေးပြောထားတာနော်အောင်မြင်တဲ့အထိငါလျှောက်မှာအဲ့တော့ကိုလျှောက်တဲ့လမ်းကိုကိုဆုံးတဲ့အထိအဆုံးတက်မှာအဲ့ဒီအစအနေအဆုံးတက်ထိမိုင်းလှလှခံနိုင်ရှိမှဒါဟာလူပီတာတူများရောင်လို့ရောင်အမောင်တောင်မှမသိဒိုရေးဒိုရေးထောက်တကယ်ကဲနော်တူများထောက်ဖို့ကိုလည်းလိုက်ထောက်ဖို့လေဟမ်တကယ်တကယ်အခက်ခဲကြက်တဲ့လမ်းမပါဘူးလို့ဆိုအဲ့ဒါတွေအသေးလို့မရှိဘူးနော်ကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်တွေကိုဖယ်ရှားနိုင်အောင် ်စမလုတ်ခင်တည်းကတွေးငါဒီအလုတ်လုတ်တော့မယ်ဘာဖြစ်နိုင်လဲမင်းခံနိုင်လားကိုကိုမင်းကျွန်တော်တို့တိုင်းတိုင်းမင်းထောင်ချခံနိုင်လားမင်းတို့စစ်တော်ရေးမှာနီလန်းပေါင်းစုံနဲ့နှိမ့်ဆက်တာမင်းခံနိုင်လားမင်းတို့အခမ်းမတင်တပ်ပစ်တာမင်းခံနိုင်လားကိုကျွန်တော်ကျွန်တော်အဲ့ဒါမေးတဲ့စကားနော်အဲ့တော့အခုတော်လိုင်းလောက်လာမယ်ငါးလရှိပြီငါးလဆိုပြီးတော့မှန်းလာတဲ့တော်လိုင်းဘယ်ကျွန်တော်အကုန်လုံးပြစ်ထားလွတ်လပ်လပ်နေချင်တာဘောလို့ဟမ်ကျွန်တော်တို့ဆိုပို့ဆိုးတယ် free နေလာတဲ့လူတွေမမအောင်ခွဲဆိုတာဘာမှမယူခဲ့တဲ့လူတွေဒါပေမဲ့ကိုလျှောက်ခဲ့ဖူးပါဘီအောင်မြင်အောင်လောက်ကမှာပဲအဲ့တခွင့်ရှိတယ် နော်ပထမလှုပ်လာခဲ့တယ်နော်အခုကျတော့ခက်ခဲလာတယ်ကက်တယ်လာပထမ100ဘုံလှုပ်နိုင်အခု80ဘုံလှုပ်နိုင်တယ်လှုပ်နိုင်တယ်ဒါကတော့ဒါလူအများသောတတ်မယ်မင်းမင်းအားတစ်ချိန်လုံးတစ်လောက်ပဲလှုပ်ရမယ်သွားပြောလို့ပြောတူလှုပ်နိုင်တယ်တူလှုပ်နိုင်လှုပ်နိုင်တယ်လှုပ်နေတွေ့ကျွန်တော်တို့ဘယ်တော့မှမရှိဘူးနော်အဲ့တော့မိုးကုတ်ဒေတာအပေါင်းတနိုင်ငံလုံးမှာရှိတဲ့ပြည်သူအားလုံးကျွန်တော်ပြောချင်တာကဒီကာလမှာဝိုင်းပြီးတော့လှုပ်ပါမြန်မြန်ပြီးနေကျွန်တော်တို့ဒုက္ခတွေမြန်မြန်အေးနေပါနော်အဲ့တော့ပြီးခြင်းဆုံးဘာလဲဆိုရင်ပုံမလင်းပြောပြဆောက်ယူစကားပြောမယ် ဒီတော်နိုင်အခုချက်ချင်းပြီးမယ်ကိုစီမင်းအသက်သိခံရအောင်ဆိုကျွန်တော်ခုံချဖို့ဝင်မလေးဘူးတဖျားလို့ပါလေအပြီပြောရကျွန်တော်အကောင်းကြတာအဲ့လောက်ထိပြီးသေးတယ်နော်ဒါပေမဲ့မပြီးတဲ့ပုံမှာအာဆိတ်တက်တက်မပြီးလို့ရှိရင်တော့ဟိုလိုကတက်ခိုက်ဒီလိုတက်ခိုက်ရင်ကဲကျွန်တော်နားလိုက်တော်တိုင်းမှာမင်းမပါလဲရတယ်ဒါပေမဲ့မင်းပါတဲ့အတွက်အဲ့တခုပူရှိတယ်အဲ့ဒါလူတိုင်းပဲဘာငါဘာကောင်းမှမဟုတ်ဘူးကိုကိုမတွက်နဲ့မင်းမပါလဲရတယ်ဒါပေမဲ့မင်းပါတဲ့အတွက်အားပူရှိတယ်အဲ့ဒါလေး